အားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့တင်ဆက်ဖတ်ပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဆရာဥပုံရေးသားထားတဲ့စัจ जा တိုက်တပန်းတစ်ချင်းရဲ့အတိတ်ပဲလေးကိုဘဟုသုတရရွယ်တင်ဆက်ဖတ်ပြပေးခြင်းနာပဲဖြစ်ပါရယ်ရှင် ဥပမာကုံရောင်ထုံမြောင်တော်မီစัจကြတိုက်တပောင်စာဆူပြောင်းသည်အစချီသောပထမပိုက်တပောင်တချင်းဤတိမတ်ဖွေရာအထိပ်ပင်မှာ1948ခုနှစ်ကစ၍ကျွန်တို့တို့ပမာများသည်ထီချိုးစီပေါက်ပလင်းနှင့်ဘီယင်မာကွဲပြောက်၍ရွှေဘိုဟူစီကြီးလဲပေါက်ခဲ့လေပြီသို့တော်အားငယ်ရဲမရှိရေစည်းတခါရေးသားတလဲဆိုသလိုမမာပြည်ကြီးကောင်းစားတော်မီတပောင်တချင်းပေါ်နေပြီဟုအထိပ်ပင်ဆိုလေသည်တပောင်တချင်းဆိုဒီမှာနိုင်ငံကျော်မင်းသားခမောင်ရေးဆိုသောစัจကြတိုက်တချင်းကိုဆိုလေသည် ဖို့တပောင်တချင်းဤဆိုလိုရင်းအတိတ်ပဲမှာမမာရီမျော်လင့်နေသောဘိုးတော်ဦးအိုင်ဤရင်သွေးဆက်ကြမင်းကလေးသည်မကြမီရောက်လာတော့မီဟုအတိတ်ပဲကိုဖော်ပြခြင်းဖြစ်ချည်သည်ဤတပောင်သည်ပေါ်ခြင်းလို့ပေါ်လာသည်မဟုတ်ပါကဲငဲ့အလျောက်ပေါ်လာခြင်းဖြစ်ပါသည်ဟုမင်းသားခင်မောင်ရင်ကတီဆိုလိုက်ခြင်းဖြစ်ကြောင်းအင်းကိုဟင်းသာစင်းပြီးစင်းရင်လေးနဲ့ခွင်းပြီးအစချီသောဒုတိယပိုက်တပောင်တချင်းဤတိမတ်စရာအထိပ်ပဲမှာအင်းကိုဟင်းသာစင်းပြီးဆိုသောတပောင်စကားသည်အင်းဝပြီကိုတလိုင်းပရင်များအုပ်စိုးခဲ့သည်ကိုဆိုသောစကားဖြစ်သည် သက်ကရ1133ခုနှစ်အင်းဝဘီရင်ရွှေနန်းရှင်ကိုဖမ်း၍တလိုင်းဘီရင်များအင်းဝကိုတင်သည်ဤအိဒိဘယ်ကိုရည်၍အင်းကိုဟင်းသာဆင်းပြီဟုတပောင်တချင်းတွင်ဆိုလေသည်အင်းကိုဟင်းသာဆင်းတာမှန်ပါသလားမှန်ခဲ့ပါပြီစီးရင်လေးနဲ့ခွင်းပြီဆိုသည်မှာဟင်းသာမိသောတလိုင်းမိကိုမုံဆိုးဖြစ်သောအလောင်းဖရာကပြန်လဲတိုက်ခိုက်အင်းဝဘီကိုတင်ပိုက်သည်ဟုဆိုပါသည်အလောင်းဖရာသည်1135ခုနှစ်တွင်တလိုင်းဘီရင်ကိုတိုက်ခိုက်၍အင်းဝကိုတင်ပိုက်တော်မူသည်ဤအိဒိဘယ်ကိုရည်၍စီးရင်လေးနဲ့ခွင်းပြီဟုတပောင်တချင်းတွင်ဆိုလေသည် မုံဆိုးလေးနဲ့ခွင်းတာမှန်ပါသလားမှန်ခဲ့ပါပြီထိုမုံဆိုးကိုထီယိုရိုက်ပြီဆိုဒီမှာ1249ခုနှစ်ကမုံဆိုးဆွတ်ဖြစ်တော့ကျွန်ုပ်တို့အရှင်ဒီဘောဘီရင်ကိုဖမ်း၍မမာပြီကိုတိမ့်ပတ်ချင်းခံရသည်ကိုဆိုတော့အတိတ်ပဲဖြစ်ပါသည်မှန်ပါသလားဆိုတော့မှန်ခဲ့ပါပြီ ထီယိုးကိုမိုးချိုးပြင်းမိတဲ့ဆိုဒီမှာထီယိုးခေါ်သောစနေနယ်လူမျိုးအစိုးရကိုမိုးချိုးမိသောလူမျိုးများကအာနာကိုပြန်လဲ၍တင်းယူကြလိမ့်မည်ဟုအထိပ်ပဲဆိုချေသည်ထိုစကားသည်မှန်ပါသလားနိုင်ငံရေးသဘောအားဖြင့်မှန်သည်ဟုပင်ဆိုရပါမည်ယခုအခါဗမာတို့သည်အင်္ဂလိပ်တို့၏လက်မှတိုင်းပြည်နှင့်အာနာကိုပြန်လဲ၍တင်းကြီးပါပြီထို့ကြောင့်မှန်သည်ဟုပင်ဆိုရပါမည်အဘယ်လူမျိုးကိုမိုးချိုးဟုခေါ်ပါသနည်းဟုစွတ်ကဝင်ခဲ့သောမိုးချိုးသည်ကပ်ပင်နှင့်ဖြစ်၍ဗမာနေရှမ်းကိုယူဆရန်ရှိပါသည်အဘယ်ကြောင့် ိုသောယခုလက်ရှိအာဏာကိုသိမ်းယူသူများမှာတမနာကြီးကရှမ်းဖြစ်ပါသည်နန်းရီဝင်ကြီးကဗမာဖြစ်ပါသည်ထို့ကြောင့်ရှမ်းဗမာကိုမိုးချိုးဟုဆိုကအမှားမိမဟုတ်ဟုကျွန်ုပ်ထွန်းပါသည် ဤကမိုးချိုးအစုံအပြည့်နှင့်ထီယိုကိုမိုးချိုးဖြစ်ပုံဥရဟာယုံကိုကျွန်ုပ်အကြိုက်ဖော်ပြလိုက်ခြင်းဖြစ်ပါကြောင်းနှင့်တဏီခဏဆိုကလူမိတ်စာဆိုင်ရာကြွက်ကြားကြိုက်လိမ့်မည်ဟူသောတိုက်စာတွင်လူမိတ်စာကိုဆိုင်ရာကြွက်များကြားများကကတ်တက်လိမ့်မည်ဟူ၍လည်းအဆိုပြန်လေသည်ဤတိုက်စာဝါကြား၌ကြွက်ကြားဆိုသည်မှာကြွက်ကားဂျာတာရင်းနှင့်ဗမာလူမျိုးဂျာကသတင်းလာနန်ရှမ်းလူမျိုးဤလူမျိုးနှမျိုးကိုကြွက်ကြားဆိုသည်ဟုကျွန်ုပ်တို့ထင်မြင်ပါကြောင်းကြွက်နှင့်ကြားသည်ဂက်ဘီနန်လည်းဖြစ်ပါသည်တဏီကြွက်ကြားဆိုသည်မှာကြွက်ကားဗမာ မှာကြာကရှမ်းကချင်ချင်းတို့ကိုလည်းတွတ်တင်းဤနေရတီနီအဖြစ်ယူဆနိုင်တဲ့ကြောင်းဖြစ်ပေကြောင်းမှတ်ချက်မိုးချိုးနှင့်ကြွက်ကြားကပ်ပင်နံအဖြစ်သဘောတူသည်ကိုတတိချက်အပ်သည် ယခု1311ခုနှစ်တော်သလင်းလာဆန်း17ရက်1949ခုနှစ်စက်တင်ဘာလ1ရက်နေ့ထုတ်ဟန်နာဝရီသတင်းစာတွင်တပုန်လူစုတို့သည်ရှမ်းပြည်နယ်တောင်ကြီးမြို့ကိုသိမ်းယူသောအခါရှမ်းလူတို့၏ခွန်တော်ဗန္နာငွေ23သိန်းကိုလူယူခြင်းစားနှစ်ရိတ်ကစသောပစ္စည်းများကိုလူယူဖျက်ဆီးခြင်းအပြစ်ကင်းသောရှမ်းအမျိုးသားများအားအသက်ခံရခြင်းစသောစိတ်ပြတ်ဝမ်းနည်းဝယ်ကောင်းသောသတင်းများကိုဖတ်ရှုရသည်ဖြစ်ကြောင်း1949ခုနှစ်ဩဂုတ်လ30ရက်နေ့ရှမ်းပြည်နယ်နံပါတ်မြို့စားဤဟော်ကိုကရင်တပုန်40ဝန်းရွယ်တိုက်ခိုက်ဖျက်ဆီးသွား ကြောင်းပွေးလစွာဘွားနေမဟာဒီဝီစသောရှမ်းအမျိုးသားများကိုမတရားစတင်ငတ်နှင့်ပစ်သွားခြင်းအချို့တိတ်ဆုံးရေအချို့မှာဒဏ်ရာများရခြင်း1949ခုနှစ်စတင်မလာရှိရဲ့ရှမ်းပြည်နန့်ခမ်းမြို့စေယုံ၌ KNDO သဘုံတို့နှင့်အစိုးရတပ်များတိုက်ခိုက်ကြရာတွင်ကရင်20ကျော်ကြာဆုံးသွားခြင်းစသောတရင်များကို1949ခုနှစ်စတင်မလာ17ရက်နေ့ထုတ်ဟန်တာရီတရင်စာကိုပြည်သူအများဖတ်မိကြမည်ဖြစ်ပါကြောင်းနှင့်ဤဖော်ပြပါတရင်များသည်လည်းရှမ်းပြည်နယ်တွင်လောလောဆယ်လူမှုအများဒုက္ခများပုံရှမ်းပြည်နယ် များကိုလူမိတ်ဆာများကခဏအုပ်ဆိုးကြသည့်ပုံများကိုဤတိုက်စာအဆုနှင့်ကန့်ညီပုံတို့ကိုဥဒ္ဒဟာယုံထုတ်၍ဖော်ပြခြင်းဖြစ်ပါသည်ထိုခဏအုပ်ဆိုးသောလူမိတ်ဆာများကိုပြည်ထောင်စုဗမာနိုင်ငံတော်အစိုးရ၏ဆိုင်ရာကြွက်ကြားခေါ်ဗမာတက်ရှမ်းတက်ချင်းတက်ကချင်းတက်တို့သည်အတင်းဖြတ်၍လူမိတ်ဆာတို့ကိုတိုက်ဖြတ်စော်ထိနေပြီးဖြစ်ကြောင်းမှတ်ချက်လူမိတ်ဆာဆိုသည်မှာဖောက်ပြန်မှား၍မကောင်းမှုတုစရိုက်များကိုမြင်ရှက်စွာကျွလွန်သူများကိုဆိုလိုသည်ယခုအခါဗမာပြည်၏ထို့သူတို့ကြောင့်အလူထုအများဒုက္ခဝေဒနာကိုပြင်းထန်စွာခံစားနေရဆဲပင်ရှိနေသေးကြောင်း မင်းစင်ဖြူရှင်သည်အင်းဝပြီးနန်းထိဆိုင်ခဲ့သည့်အစချီသောတတရပိုက်တပေါင်းတစ်ချင်ဤတိမတ်ဖွဲရအထိပ်ပဲမှာစင်ဖြူရှင်မင်းတရားကြီးသည်1125ခုနှစ်တွင်အင်းဝမျိုးကိုအတိတ်တောင်တီးကိုဆိုသောစကားဖြစ်သည့ 1113ခုနှစ်မှအတီးစစ်တဲတော်ဘုံများနေချီတိုက်ခိုက်လူအောင်သည်ဟူသောတပောင်တချင်းဤစာအုပ်သည်ရှေးပညာရှိတို့ရေးသားခဲ့သောတိုက်တပောင်တမိုင်းတန်ချိုကပြားတို့ကိုအတိတ်ဖြစ်ဆုံးပံအနာဂတ်ကာလသုံးပါအဖြစ်သက်ဆိုင်ရတို့၏မှန်ကန်မှုအဓိပ္ပာယ်များကိုဖော်ပြဝေဖန်ရည်ဤသားခဲ့ခြင်းဖြစ်ပါကြောင်းအတိတ်ကာလမှန်ကန်ဘုံများကိုလည်းရာဇဝင်များကိုအခုအခါပြ၍အတိအကျဖော်ပြရည်သားခဲ့ပါကြောင်းယခုပြစ်ဆုံးပံတွင်မှန်ကန်ဘုံများကိုလည်းယခုပမာပြီးအချိန်ကြီးရသင်းစာများတွင်ပါဝင်သောသင်းစာများကိုလည်းအခုကပြ၍အတိအကျဖော် ေါ်ပြဤသားခဲ့ပါကြောင်းအနာဂတ်ကာလတွင်မှန်လက်တ်များကိုလည်းတိုက်သမိုင်းတို့၏အဆိုကိုအနုမာနအနည်းအဖြစ်ဤသားဖော်ပြခဲ့ပါကြောင်းဤစာအုပ်တွင် ကျင်းုပ်ရေးသားသောစကားယူဆများကိုအကဲ၍မနစ်သက်ပါမှုအဖြစ်မတင်ပဲမိမိတို့ကြိုက်သလိုသာယူဆကြပါစေလို့ကြောင်းကျင်းုပ်သည်အငင်းသမားမဟုတ်ပဲကဲ့ရဲ့တည်တင်ခြင်းမှကင်းလို့ရန်ဤစာအုပ်၏အစုံဤကုန်းစကားတွင်ဖော်ပြပြီးတောင်းပန်ခဲ့ရပါကြောင်းစာပြုဆရာဦးပေါ်ဦး1311ခုနှစ်တရင်ကျွလာဖြစ်နေရန်ကုန်မြို့လို့ဤသားထားပါတယ်ရှင်မူရီးသားသူကိုလည်းလေးစားစွာဖြင့် credit ပေးရပါတယ်ရှင်။နားဆင်မိကြတဲ့ပြည်သက်အားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။